ပါကနေဖြိုးလိုက်တိုင်ကိုကြီးရှုနေတဲ့ဧတကြီးအားလုံးကိုစိတ်နှပြကြမ်းမာချမ်းသာကြပါစေ။ဆရာနေရာဒီဆက်ဝန်းတို့ရွှေပြောင်းလာတာ2020နဲ့ငါမေလ22ရက်ရောက်လာပါပြီ။အဲ့တော့ຫນွေကနေမိုး မိုးကနေဆောင်းအချိန်ကာလကတားလို့မရအောင်နိုင်ဆက်ကနေကျက်ထားလို့မရအောင်ရွှေ့လို့လည်းမရအောင်သူ့ဘာသူပြောင်းနေမှာပဲဆက်ကန်လေးတွေမိနစ်ကလေးတွေနိုင်နေညရက်လနှစ်အဲ့လိုပဲလူတွေတတ္တဝါတွေတရှိတတ်မဲ့တွေရုပ်နာအဖြစ်ပြက်ကံတရားအဖြစ်ပြက်တားလို့မရအောင် သူ့ဘာသူဖြစ်မယ်ပြက်မယ်ပြောင်းမယ်ရွှေ့မယ်သွားတယ်အဲ့တော့ကျွန်တော်တို့လူသားတွေကတဘာဝတရားကြီးနဲ့တဟသတာဖြစ်ဖို့လိုပဲတဟသတာမဖြစ်ဘဲတဘာဝတရားကြီးကိုစကြင်မယ်ပုံကံမယ်အရွက်တိုက်မယ်ထင်ရဆိုင်မယ်ဆိုတဘာဝကြီးကတော့ဘာမှမရှိဘူးလူသားတွေကကိုယ့်ရဲ့လော်မှာဖောက်ပြမှုတွေက ကိုယ်ပြန်ပြီးဒုက္ခပေးတာအဲ့တော့ကျွန်တော်တို့တဘာဝတရားကြီးနဲ့လိုက်လျောကြီးဖြစ်ဖြစ်အောင်နေကြထိုင်ကြပါလို့တတိပေးခြင်းပါတယ်ဥမာຫນွေရောက်ရင်ຫນွေနဲ့တူတဲ့အနေထိုင်အတော်လားအစားတော့မိုးစုံမိုးနဲ့တူတာအဲ့လိုနေအခုမိုးရောက်လာပြီမိုးရောက်လာပြီဆိုရင် ရေတွေမြေတွေကြီးတော့မယ်မြေတွေပြူတော့မယ်ပုံတိုင်းတွေတိုက်တော့မယ်မိုးသီးတွေကျွေတော့မယ်မိုးတွေချိန်တော့မယ် ဒါဆိုရင်ကျွန်တော်တို့အဲ့ဒါကိုအမှုမဲ့အမှတ်မဲ့ကိုယ်နဲ့မဆိုင်သလိုမနေပဲနဲ့ငါတို့လည်းဆိုင်ပါလားငါတို့ပတ်ဝန်းကျင်ငါတို့ရွာငါတို့မြို့ငါတို့တိုင်းပြည်လည်းဆိုင်တာပဲအဲ့တော့ငါတို့ကြိုတင်ပြီးဘလို့ကာကွယ်မလဲဒီမိုးရေကိုဘလို့အတုံးချမလဲအတားလူအဲ့ဒါဆိုအကျိုးရှိပါတယ်အဲ့တော့အခုဗေဒင်ဆရာတယောက်နေကံတရားကိုပြောမှာ န်တရားဟိုပြောမဲ့အချိန်မှာအခုလိုတဘာဝတရားအကြောင်းဘာလို့ပြောရတာလဲဆိုတော့ဒီနှစ်ကခါတိုင်းနှစ်တင်တာမတူဒါဟိုနှစ်စရတွေကကျွန်တော်ပြောထားတာဟိုဖြိုးလိုက်ဆိုင်ရာမိသားစုကကျွန်တော်မိသားစုလို့ဖြစ်နေလို့ကျွန်တော်ပြောတင်ပြောထိုက်တာတွေကိုချပြောတကယ်တော့တပတ်စာမှာဒါကြီးပြောစရာအကြောင်းမရှိဘာကြောင့်ပြောလဲတန်မှုထားလို့ကျွန်တော်ရဖြိုးလိုက်ဆိုင်ကိုဝင်ကြည့်နေတဲ့ပိဋကတ်ကြီးတွေအတိတတိလေးထားနိုင်ဖို့ မတူတဲ့နှစ်ဖြစ်တဲ့အတွက်တဘာဝတွေကပြင်းထန်တဲ့ငလင်တို့ပြင်းထန်တဲ့မိုးများတာပြင်းထန်တဲ့မိုးခေါင်တာပြင်းထန်တဲ့ဆယ်မြောင်းအင်းအိုင်တွေပျက်စီးတာဒါတွေလာမှာအော်မေလာ20နှစ်ဆိုရင်လာပြီကျွန်တော်မြန်မာနိုင်ငံအနေနဲ့ဆိုပုတ်တုံကဗမာတပြည်လုံးဝင်သွားပြီအဲနောက်ဆက်တွဲရလာတော့မယ်မြေကြီးတာတို့မြေပြူတာတို့မိုးရွာတာတို့ နှစ်တိုင်းနဲ့မတူတဲ့ခံစားချက်တွေနှစ်တိုင်းနဲ့မတူတဲ့သဘာဝလွန်ကဲမှုတွေလာမှာအဲ့မှာသတိထားပါဒါလေးပြောချင်ပါတယ်အခုတော့မေ20နှစ်နဲ့28ကြာမှာပြောင်းလဲဖြစ်ပေါ်လာမယ်ကံတရားဆက်နေရစီပွားစီကံတရားကိုလူတူရှင်းလေးတွေနဲ့တိတိကျကျထီးထီးရောက်ပြောပြမှာဖြစ်ပါဆက်လက်ပြီးတော့ကံရာသီပွားကံရာသီပွားမိသားစု ဩဂတ်လ24ရက်နေ့စက်တင်ဘာ22ကြာမှာမွေးဖွားတဲ့လူတွေအလားကံရသည်ဘွားကံရသည်ဘွားတွေဟာယခုကာလမှာစီးပွားရေးလုပ်ငန်းတစ်ခုကနေအမြတ်ဆုံးနေရရှိမယ်အဆုံးမတတ်နိုင်တဲ့ကိစ္စတွေပြီးမြောက်အောင်မြင်မယ်ထိတ်တဲရင်ဆိုင်လောက်ကံရသည်များမဆိုးရင်ရတော့ပါအကျိုးတူပူပေါင်းမှုတွေအောင်မြင်သလိုအကျိုးပေးကောင်းလာလိမ့်မယ်အဆင်မပြေခက်ခဲတာတွေလွယ်လာလိမ့်မယ် အခွင့်အရေးသူတွေဝင်လာမယ်ငွေတွေဝင်လာမယ်အဝေးအနီးမှာရှိတဲ့လူများပြည်ပမှာရှိတဲ့လူများအဆက်အသွယ်ရတယ်လို့ပြည်ပရောက်နေတဲ့မိသားစုတွေမောင်နှမတွေအလုပ်ရတာနေထိုင်ခွင့်ရတာကြောင်းတက်ခွင့်ရတာဗီဇာရတာတွေအောင်မြင်တော့ပါလိမ့်မယ်မိသားစုတွေမှာစီးပွားရေးကျန်းမာရေးလူမှုရေးများကောင်းမွန်ပျော်ရွှင်ရသောရတတပဖြစ်ပါတယ်တတိယမှာတော့မိကြီးဖာကြီးတို့ရဲ့ကျန်းမာရေးဆိုင်ရာများ အပြောင်းလဲတွေနဲ့ကောင်းမှုရှိပါတယ်ထို့သောလောလောဆယ်ရှိကုသမှုကြောင့်ပြင်းမှန်းနွားနေနေပါတယ်အားလုံးအရှင်မြေဘုရားအိမ်ထဲမှာရှိတဲ့ခုံအကျိုးခုံချတဲ့အကျိုးတွေဓာဘူးကွဲမှန်ကွဲပကံကွဲမိเจ้าကွဲတွေပုံတော်ပြက်ဂုံတော်ပြက်တွေရှာပြီးလှုပ်ပြပါကုမ္ပဏီတွေလူကိုယ်တွေဆိုင်နေမှာအဝင်အထွက်တွေတန်ရှင်းလှုပ်ပါ အမွေးရနပက်ဖြားမှာ 菜呢嘛，锅米呢嘛，他煮你烧你啦，你教你烧你啦，啊，我也做你烧你啦。湖南呢，靠河流带的，阿拉你们偏好那边嘛。阿龙铺高木水喏，天天嘛，下午两点回家吧。啊，土这边，米渣肉嘛，啊，顿顿嘛，爱豆片的喽，下午都啊啊顿顿啊回顿，啊下午都来的。 ရတတဘမှာတရက်နဲ့ရသုံးရက်လောက်ဝစ်ပြီးပါအနီးအနက်တော့ရှောင်းပါထီထိုးကျင်တာဆိုရင်ရှစ်ခွန်သုံးပတ်လည်းထိုးပါတနင်္လာအင်္ဂါဒီမှာထိုးပါမိသားစုတစုလုံးကံကောင်းမှုအတွက်ကတော့အရဟံတိတ်တိ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 ပရိစ္ဆေဘစိတ်မဲ့ဘရာကျော်ငါပြောသည် အောင်တပြေပန်းနေ့တိုင်းလှူမယ်အဲဒါဆိုကံရသည်ဘဝမိသားစုအလုံးဖေးရကင်းပြီး ကြားမှချမ်းသာမဲ့ရသက်တပတ်ဖြစ်ပါတယ်အားလုံးကံကောင်းကြပါစို့